ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင် Cherry Reading by Anonymous Page ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်။အဲဒီနေ့လုထားပြည့် Reading လေးရတော့ဒါ Move on တင်လားဆက်ပြီးတော့စောင့်တင်လားပေါ့နော်။အကုန်လုံးလေးစိတ်ဝင်စားကြမယ်။အဲလိုအပ်ကြမယ်လို့လည်းထင်တယ် Energy လည်းကောင်းနေတဲ့အချိန်လေးကိုဒီ Reading လေးရိုက်ပေးလိုက်ပါတယ်။အဲ့တော့ဒီမှာ file လေး၃ခုရှိရယ်။ဒီ file လေး၃ခုတွေကမှကိုယ်နဲ့ Energy ကြိုက်မယ်ထင်တဲ့ file ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့ file လေးကိုရွေးချယ်ပြီးတော့ကြည့်လို့ရပါရှင်။ တဖက်လိုမူပေါ့နော်တဖက်လိုစောင့်တင်လားဒါမှမဟုတ်ရှင် move form ပဲလုပ်လိုက်တင်လားဆိုတာလေး reading လေးလုပ်ထားပေးရပဲဖြစ်ပါတယ်အဲ့တော့ full pie 1ဒီ pie လေးတွေ read ထားကြပြီဆိုရင်ဆက်ပြီးတော့ကြည့်လို့ရတယ်အဲကက်ကလေးတွေအေးစစ်စစ်လေးစစ်မှာဖြစ်တဲ့အတွက်ကြည့်ရသူတွေလည်းသိရှိပေးကြပါနော်အဲ့တော့ okay pie 1တဖက်လိုကို move form တင်လားဒါမှမဟုတ်ဆက်ပြီးတော့စောင့်တင်လား so ထွေတဖက်လိုမူပေါ်တင်မှာဆက်ဆောင်တင်မှာလည်းရောက်ကြရဲမှာတော့လေအလို judgment လေးတွေရှိတယ်ဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရရဲအဲ့လိုလေ maybe ဖြစ်နိုင်တာအလိုသူနဲ့ကိုနဲ့ကြရဲမှာပေါ့နော်တငယ်ချင်းတွေကသဘောမတူတာမျိုးဒါမှမဟုတ်ရှင်လည်းမိသားစုနဲ့အဆင်မပြေဘူးလို့အဲသူ့ဘက်ကသတ်မှတ်တာမျိုးတစ်ခုခုကအဆင်မပြေနေတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိလိမ့်မယ် တယောက်နဲ့တယောက်ကြားရမှာချက်အလိုနှစ်ယောက်ကြားရမှာ judgement ပေါ့နော်ဟိုအပြင်လူတွေကနေပြီးတော့လာပြီးတော့ judge လုပ်နေတဲ့ပုံစံမျိုးတွေအပြင်က effect တွေအပြင်ကဟိုအတိုင်းဝန်စကားတွေအပြင် community ကစကားရနှစ်ယောက်ကြားရအရင်အ effect တွေဖြစ်တယ်ပေါ့နော်တစ်ဖက်လူတစ်ဖက်လူကတော့လေတိတ်ပြီးတော့မခံစားဘူးသိလား တစ်ဖက်လူကတော့တိတ်ပြီးတော့မခံစားဥမာကွာပြတ်သွားတဲ့ကိစ္စတွေကိုပြောရလဲဖြစ်ရှင်ဖြစ်မယ်ဒါမှမဟုတ်ရှင်တခြားကိစ္စတွေပေါ့เนาะအဲ့လိုသူမှားခဲ့တဲ့ကိစ္စတွေကိုပြောရလဲဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့တစ်ဖက်လူကလေမခံစားဘူးမခံစားဘဲနဲ့အေးစီပဲဘယ်သူတွေပါပြောပြောအော်သူငေါ့တိုက်ခိုက်နေကြရဲဆိုပြီးတော့အဲ့လိုမခံစားဘဲနဲ့ကိုယ့်ဘာသာကိုနေတတ်တယ်ပေါ့เนาะအဲ့ energy ကိုရရဲပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာအဲသူလည်းကိုယ်ကိုကြည့်လို့မရရဲ့ရှိသူမျိုးကိုလည်းသူ့ကိုကြည့်လို့မရရဲ့ရှိရဲအဲ့မှာမှာနှစ်ယောက်ကြားထဲမှာမှာ တကယ်ချင်းနေမိသားစုအတိုင်းဝိုင်းနေနော်အပြီးွားရင်ဒီဘေးလူတွေပေါ့ဘေးလူတွေကနေပြီးသူ့ကိုကြိုက်တဲ့သူတွေလည်းဖြစ်နိုင်တယ်ကိုယ့်ကိုကြိုက်တဲ့သူတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့လေပတ်ဝန်းကျင် judgment ကိုပို့ပြီးတော့ energy ရရဲဒီ pile 1မှာပေါ့နော်အဲ့တော့ပတ်ဝန်းကျင်ကလူတွေကဂျာရဲမှာအနောက်ရှက်အနေနဲ့လာပြီးတော့ရှိနေနိုင်တယ်အဲ့ဒါလေးလည်းရှိရဲပေါ့နော်အဲ့တော့ဒီမှာတော့စောင့်ရမလား move on ရမလားဆိုတာကိုမပေါ်သေးဘူးဆိုတော့ pile 1လေးဒီအနေနဲ့စောင့်တင်လား move on တင်လား mm pylon တွေကတော့လေအမှန်တိုင်းပြောလို့ရှိရင် move on လိုက်တာကတော့ပို့ပြီးတော့အဆင်ပြေမယ်ဒါပေမဲ့လေကိုကဘယ်လိုပြောမလဲစိတ်ထဲမှာပေါ့နော်အကယ်၍လုံးဝ move on မလုပ်နိုင်ဘူးအဲဒီလူမဒီလူဒီလူကိုပဲယူမယ်လုံးဝတေချရဲစိတ်ကိုဆုံးဖြတ်ပြီးွားဤလုံးဝလည်း move on မလုပ်ဘူးဆိုလို့ရှိရင်တော့အဲကိုယ်တိုင် ritual လောက်တာမျိုးလေးတွေ နောက်ပြောရင်ကိုယ်တိုင် manifestation လောက်တာမျိုးလေးလုပ်ကြည့် the star ဆိုရယ်ကလေးအရာ manifestation တွေလုပ်လို့ရှိရင်တော့အောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အဲအတွက်ကြောင့်မလို့ကိုကတကယ်သေးကြရယ်ပေါ့နော်ဒီလိုသေးကြရယ်သူ့ဘက်ကလည်းဘလို့ပဲဖြစ်ဖြစ်လက်ခံနေဆိုလို့ရှိရင်တော့ ritual လောက်တာမျိုးလေးလုပ်ကြည့်ပါအကယ်၍ ritual လေးလောက်တာမဟုတ်ဘူးဘာညာဆိုရင်တော့အဲစောင့်နေရင်နည်းနည်းရောအချိန်ကုန်မယ်ပေါ့နော်အချိန်ကြာရယ်ဘာကြီးရောဖြစ်တတ်ပါရဲ့ okay အော်ကကလေးထုတ်ချင်တဲ့ဖိုင်လန်အတွက်လေးဘာလေးသတိထားဖို့လိုလဲပေါ့နော်အဓိကက 수업 발음 말이 들이 다 보는데. လိုမျိုးပဲသူ့မှာလေနည်းနည်းလေးရောဖုံးကွယ်ထားတာမျိုးလေးရောရှိရပေါ့နော်အဲဟို judgment နေပေါ့အပြင်လူတွေကလည်းလေဘာဖြစ်လို့သူ့ကိုဒီလိုမျိုးရေဟိုစကားတက်ခိုက်နေကြရလဲဘာလဲအဲ့လိုမျိုးပေါ့နော် question ထုတ်ဆရာကြီးရောအများကြီးပဲအဲတယောက်နဲ့တယောက်ကြားရင်မှ judgment နေရှိရနှစ်ယောက်ကြားရင်မှလည်းအပြင်လူတွေရဲ့ judgment နေလည်းရှိအစိုးရကနားလေသူလဲကိုကို judge လုပ်တယ်ကိုလဲသူ့ကို judge လုပ်တယ်နှစ်ယောက်ကိုလည်းအပြင်လူတွေက judge လုပ်တယ်အဲ့လိုပုံစံမျိုးဖြစ်နေရပေါ့နော်အဲ့ relationship မှာမာ तू ကမခံစားဘူးကိုကခံစားရဲ့ ဒါပေမဲ့ move on တင်လာတဲ့ဆိုရယ်ခေါင်းစဉ်ကိုပြန်ပြီးတော့သွားရမယ်ဆိုလို့ရှင်တော့ကိုကတကယ်အသေးချာရယ်တကယ်ဒီလိုမှဒီလိုဆိုလို့ရှင်တော့ ritual လုပ်ပြီးတော့ပဲရအောင်ယူအကယ်၍မဟုတ်ဘူးအဆင်ပြေရင်နောက်ထပ် better option တစ်ခုလည်းရှိရယ်နောက်ထပ် option တွေကိုလည်းကိုကသွားမယ်ဆိုလို့ရှင်တော့ move on လိုက်တာတော့အဆင်ပြေရေပေါ့နော်အဲ့တော့ okay တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားရမှာပထမဆုံးသတိထားမယ့်အရာတစ်ဖက်လူနဲ့ကိုယ်နဲ့အသက်ကွာမယ်ဆိုလို့ရှိရင်လေသူ့ဘက်ကအဲ့လိုကိုယ်ကိုဖုံးကွယ်ထားရင်များရဲ့အစပုံစံမျိုးတွေ့ရတယ်အသက်မကွာဘူးဆိုလို့ရှိရင်တော့အရင်ကြီးတော့ serious မဟုတ်ဘူးအသက်ကွာမှာပေါ့နော်အသက်ကွာရဲ့ relationship တွေပေါ့အထူးသဖြင့်သူ့ဘက်ကနေပြီးကိုယ်ကိုလေအဲ့လိုမဖုံးကွယ် sorry ဖုံးကွယ်ထားတဲ့ပုံစံမျိုးကြီးမပြောပြရတဲ့ဟာမျိုးကြီးအများကြီးရှိသေးတယ် အဲ့တော့ကိုစိတ်ညစ်မှာဆိုလို့စိတ်ရှုပ်မှာဆိုလို့လည်းဖြစ်နိုင်တယ်လို့မျိုးတက်တက်တမင်တက်တက်မသိသိအောင်လို့ထင်လို့မပြောထားရမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်မယ် တဖက်လူကလေအသက်ရွယ်တစ်ခုရှိနေပြီအသက်ကြီးနေပြီပေါ့နော်အဲ့လိုကိုထက်ဟိုရင့်ကျက်တယ်ပိုပရမချူဖြစ်တယ်ပိုပရအသက်ကြီးရယ်ဆိုလို့ရှိရင်သူကလေအဲ့လိုကိုကိုတိုးတက်စေခြင်းနဲ့မထိခိုက်စေခြင်းဘူးပေါ့နော်ဟိုကိုကိုအမြဲအကောင်းနေပဲဖြစ်စေခြင်းနဲ့အဲအတွက်ကြောင့်မလို့တချို့စိတ်ညစ်စရာစိတ်ရှုပ်စရာရှိမယ်သူကအဲ့လိုကာကွယ်ထားရယ်ပေါ့နော်ကို protect လုပ်ပေးထားရယ်ကိုအမြဲပေးမသိဘူးကိုစိတ်ညစ်မှာဆိုလို့စိတ်ရှုပ်မှာဆိုလို့အမြဲပေးမသိဘူးဆိုရယ်ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရရယ်အဲနောက်တစ်ခုပေါ့နော်ကိုကလေသူနဲ့ပတ်သက်လို့ရှင်တော့လေ โอเคသူနဲ့ပတ်သက်လို့ရှင်စီးပွားရေးပေါ့နော်အဲ့လို business တွေပြီးတော့ education တွေကိုယ်ကို emotionally support လုပ်ရင်လုပ်ပေးနိုင်လိမ့်မယ်ဒါပေမဲ့လေ ဘယ်လိုပြောမလဲအခြေရေးဘက်မှာပေါ့နော်အခြေရေးဘက်မှာစိတ်ချမ်းသာအောင်လို့တိတ်ပြီးတော့မထားနိုင်တဲ့ပုံစံမျိုးဥပမာကိုကဒီနေရာဒီနေရာရင်သွားတာမကြိုက်ဘူးဆိုလို့ရှိရင် तू ကသွားတာမျိုးဒီလိုဒီလိုရင်းနဲ့ပေါင်းတာမကြိုက်ဘူးဆိုရင် तू ကပေါင်းတာမျိုးအဲ့လိုမျိုးပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာအောင်တော့မထားဘူးဒါပေမဲ့တခြား education ဘက်မှာလည်းအကုန် supporting ပေးရယ်ကိုရဲ့ family နဲ့အဆင်မပြေလို့ emotional ဖြစ်လာ supporting ပေးရယ်အဲဒါမှမဟုတ်လို့ရှိရင်မမှုစားခြင်းလာမှုတွေဝယ်ကျွေးရယ်ပစ္စည်းလိုခြင်းလာဝယ်ပေးလိမ့်မယ်ဒါမဲ့ ဒီ relationship အခြေအဓိကလိုနေရပေါ့နော်အဓိကလိုအပ်နေအရာတော့မပေးနိုင်ဘူးဖြစ်နေဒီ relationship ဒီအခြေရေးမှာ um ပြောရမယ်ဆိုရင်အဲစကား emotionally security ပေါ့နော်ဟိုစိတ်ပိုင်းဆိုင်ရာလုံခြုံမှုအခြေရေးမှာမပေးနိုင်ဘူးတခြားနေရာမှာပေးနိုင်တယ် business မှာရှုံးသွားမလားရရဲ့ तू ကိုပြန်လုပ်ပေးမယ်အဲစာမှာလုံးဝဟိုဘွဲမယူရဘူးလားရရဲ့ तू တာဝန်ယူရဲ့ तू နောက်ပိုင်း तू အစီအပြေအောင်လုပ်ပေးမယ်အလုပ်တွေတွေဟိုဖြစ်ပေးမယ်ဒါပေမဲ့အဲအခြေရင်းမှာဟိုကသူ့ရဲ့ maybe တငယ်ချင်းမတ်တဲ့စိတ်တွေတခြား तू သူ့ကိုသူ့ကိုယ်တိုင်ပေါ့နော်သူ့ရဲ့ identity ကိုပြောင်းလဲပြစ်လို့မရရဲ့အရာတွေပေါ့မှာ သူ့အနေနဲ့ကအခြေအနေနဲ့ပတ်သက်ပြီးတော့ emotionally security ပေးချင်မှပေးနိုင်လိမ့်မယ်ဒါပေမဲ့တခြားအရာတွေမှာတော့သူ supporting လုပ်ပေးမယ်ပေါ့နော်အဲ့တော့သူနဲ့ကိုနဲ့ရတော့လေအသက်ကအဲ့လို၃နှစ်ကစပြီးတော့ကြွားပြီးဆိုလို့ရှိရင်အဲ့လိုမျိုးလူမျိုးဖြစ်ဖို့များပြီတကယ်ပဲ၃နှစ်လောက်မှမကြွားဘူးဆိုလို့ရှိရင်တော့အဲ့လိုမျိုးဖြစ်မှာမဟုတ်ဘူးပေါ့နော်ပြီးွားရော move on တဲ့လားအမ် ဆက်ပြီးတော့စောင့်တင်လာပေါ့နော်အခုနကပြောရဲမှာအဖြေရပါပြီးသားကဲဆက်ဆောင်မယ်ဆိုလို့ရှင် ritual လို့အဲ supplement နားထောင် manifestation လို့ပေါ့နော်ဒါအဲ့တုန်းက spiritual ဘိုင်းဆိုအသက်သက်ပေါ့အကယ်၍ပြန်မခေါ်ဘူး move on လိုက်ပြီဆိုလို့ရှိရင်တော့ move on လို့ရပြီပေါ့နော် move on လို့ရတဲ့အနေအထားပေါ့အချိန်တစ်ခုလည်းရှိနေပြီလို့မြင်နေဆိုတော့ move on ခြင်းနဲ့အဲတကယ်အဆင်ပြေ sorry တကယ်ကိုယ်တိုင်တယောက်တည်းနေရအဆင်ပြေဆိုလို့ရှိရင် move on လို့ရပြီကဲ move on ခြင်းဟိုဒီတိုင်းမဲ့သူ့ကိုပဲလိုချင်နေဆိုလို့ရှိရင်တော့ move on မလုပ်နိုင်အောင်ပေါ့နော် ritual လို့ပြီးတော့စောင့်ပေါ့အဲ့တော့ okay um ဘာဆက်ဖြစ်မလဲဆိုတော့ဦးစိတ်ဝင်စားရတဲ့ချက်ကြည့်မယ်နော်ဆိုတော့ဖိုင်ဝန်လေးတွေဘာဆက်ဖြစ်မလဲ okay ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲပေါ့နော်အဲ့တော့ကိုဆုံးဖြတ်ပါကိုဘာသာကိုဘာကိုဆုံးဖြတ်လို့ဆုံးဖြတ်ရမှာမသိဘူးဖြစ်နေရဲ့ဖိုင်ဝန်တွေပါလိမ့်မယ်တချို့ဖိုင်ဝန်တွေရဲ့မှာလေအဲ့လိုအရင် ဟိုချောမောလာပါပြီးတော့နော်မင်းကလေးအချင်းချင်းရောယောက်ျားလေးတွေကရောအဲ့လိုမျိုးကြိုက်ရတဲ့ဖိုင်ဝမ်းနေရှိလိမ့်မယ်ဟိုပြောချင်တာ option များရယ်ပေါ့နော်ကို့မှာတခြားဒီလူမဟုတ်လဲကိုအခုလက်ရှိကြည့်နေရတူမဟုတ်လဲတခြားရွေးချယ်စရာအများကြီးရှိနေရဲအဲ့အဲ့ဒီကပဲသွားရွေးမယ်ဆိုလို့ရှင်လဲရရဲအဆင်ပြေရဲကဲမဟုတ်ဘူးဒီလူပဲစောင့်မယ်ဆိုလဲအဆင်ပြေဆိုတော့ဖိုင်ဝမ်တွေက နှစ်ခုလုံးနဲ့အဆင်ပြေ move on လုပ်လို့လည်းရတယ်ဆက်ပြီးတော့စောင့်လို့လည်းရတယ်ပေါ့နော်ဒါပေမဲ့ move on လုပ်ရင်တော့ဘလို့ဘလို့လေးလုံးမလဲဆက်ပြီးတော့စောင့်မယ်ဆိုရင်တော့ငါဘလို့ဘလို့လေးလုံးမလဲဆိုတော့ကိုယ့်ဘာသာကို plan လုပ်ပေါ့နော်အဓိကဟိုဘာလုပ်မယ်ဆိုရယ် plan ရယ် process ရယ်အရေးကြီးရယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ထားပါတယ်အဲဒါကတော့ Python လေးတွေရဲ့ reading ပေါ့နော် um အခုချိန်မှာတော့ဆုံးဖြတ်လို့ရချင်မှရအောင်ပါဒါပေမဲ့တေချာလေးအချိန်ယူစဉ်းစားပြီးတော့ဆုံးဖြတ်ကိုကိုကိုပြန်မေးအဲ့ဒါဆိုလို့ရှိရင်အဖြေတစ်ခုတော့ထွက်ပါလိမ့်မယ်နော် အဲ့တော့ okay ဒါလေးရတော့ phi 1လေးရဲ့ reading မှာ phi 1လေးကြီးအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 2လေးမင်္ဂလာပါရှင်။အဲ့တော့ Pi 2ဒီ Pi ရေးထားတည်ကြပြီဆိုလို့ရှိရင်ဒီ reading လေးကိုဆက်ပြီးတော့ကြည့်လို့ရရဲ့ โอเคเออไพตูลี้ฤตะเผ็ดลูโซ่งตินล่ะมูฟออนลงตินล่ะสรอกูเอ่อรีเจนลิลงไปมาบ่เนาะไพ2ฤเอเนจีก็ยังยังก้าวเนี่ยสรเมบี้ไพ2จิตฤเนี่ยมาโพซิทีฟเอเนจีมาเนี่ยฤปาก้าวปาเลยแมะบ่เนาะอืมคันซ่าก็ยังก้าวเนี่ยไพ2โอเคบักเกลี้จําไม่ได้ก็ไม่ตีได้อยู่บ่เนาะกูอ่ะเอเนจีก้าวไปแมะแล้วกัดเนี่ยอํามันนี่ไปจํามาก้าวหน่าเลยจําจําจําแมะ ကိုမလိုချင်တဲ့အဖြစ်အပျက်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်ဆိုတော့ type 2တွေဆက်ပြီးတော့စောင့်တင်လားဒါမှမဟုတ်လို့ရှင် move form လေးလိုက်တင်လားဆိုတာလေးကိုပြောပြမယ်အဲ့တော့ okay type 2ဆက်ပြီးတော့စောင့်တင်လား move form လို့တင်လား for type 2ဆက်ပြီးတော့စောင့်တင်လား move form လို့တင်လား okay ကက်ကလေးကိုအေးစစလေးစိတ်ရှိရှိလေးနဲ့ပေါ့နော်ဆွေးစင်တာဖြစ်တဲ့အတွက်ကြည်ရစွေလေးစိတ်ရှိပြီးပို့ပြောရှင်ပါတယ်အဲ့တော့ pi 2 Okay. Seven of Wands. Four Pi Two. King of Cups. Okay. အဲ့ Pi Two လေးတွေကလေအဆင်ပြေနိုင်တဲ့ energy ရောများရဲ့ Okay. ကိုကိုရိုင်းရလည်းအဆင်ပြေခြင်းနဲ့ပေါ့နော်အဆင်ပြေနိုင်တဲ့ energy တွေလည်းများရဲ့ဆိုတော့ Pi Two ရဲ့ energy ကလေ balance ဖြစ်လာဆိုရင်တော့ဘယ်လိုပြောရမလဲ။ โอเค twin flame connection ဖြစ်ဖို့အများကြီးကောင်းတာကြီးလည်းရှိလို့မျိုးမကောင်းတာကြီးလည်းရှိမယ်ပေါ့เนาะအဲဟောအဒီမှာကက်လေးမြင်တာတော့ပြပြပေးမယ် so ပထမဆုံးတစ်ချက်ကတစ်ဖက်လူနဲ့ကိုနဲ့ကเนาะ no contact situation တွေဖြစ်နိုင်တယ်အ separation period ကိုကြုံနေရတဲ့လူတွေဖြစ်နိုင်တယ်ပေါ့เนาะအဲ့လိုမျိုးဝေးကွာနေတဲ့သူတွေအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ် so သူကလေကိုတတိအရန်ရရယ်အရန်လဲလွမ်းနေရယ်ပေါ့เนาะလွမ်းနေရယ်ကိုစကားပြောချင်နေရယ် energy မျိုးလေးကိုတော့တွေ့ထားရယ် อืมสกายပြောရှင်네디켓လေးရလေး Can of cups four of pentacles ဒီနှစ်ယောက်ကလေဘယ်လိုပြောမလဲဒီ relationship ကိုနှစ်ယောက်စလုံးကအဲ့လို keep လုပ်ထားတော့မယ်တယောက်နဲ့တယောက်ကလေပြတ်သွားရဲ့လို့လည်းပြောရှင်ပြောလို့ရရဲ့ဒါမှမဟုတ်လို့ရှင်ဟိုခဏ no contact ဖြစ်နေရဲ့လို့လည်းပြောရှင်ပြောလို့ရရဲ့ most of တဖိုက်ထူကတော့ပြက်သွားရဲ့လူတွေများလိမ့်မယ်တကယ်ကိုပြက်သွားရဲ့သူတွေပေါ့နော်အခုလက်ရှိပေါ့လက်ရှိမှာပြက်သွားပြီးတော့ separation ဖြစ်နေတဲ့သူတွေ no contact ဖြစ်နေတဲ့သူတွေများလိမ့်မယ်သူနဲ့ကိုယ်နဲ့ကဘယ်လိုဖြစ်နေလဲဆိုတော့သူကလည်းဒီ relationship ကိုအရန်ချစ်တယ်အရန်ကြိုက်တယ်အရန်ဟိုဘယ်လိုပြောမလဲ love ဖြစ်တယ်ပေါ့နော် love ဖြစ်တယ်ဟိုနှစ်နှစ်သက်တယ်ပေါ့နော်ဒီ relationship ကိုသူကြိုက်နေတယ် ကိုယ့်ကိုကြိုက်တဲ့ deep relationship သွားတဲ့ပုံစံအောင်သူကြိုက်နေအဖြစ်ပေါ်များရဲ and then နောက်တစ်ခုကတစ်ဖက်လူကလေအဲ့လိုကိုယ့်ထက်အသက်ကြီးရမျိုးရင်းချက်တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်ကိုယ့်ထက်ပိုပြီးရင်းချက်တဲ့ကိုယ့်ထက်ပိုပြီးတော့လဲစဉ်းစားတွေးခေါ်နိုင်ခြေပိုများရဲကိုယ့်ထက်ပိုပြီးတော့လဲ intelligent ဖြစ်တယ် smart ဖြစ်တယ်လို့တွေ့ရပေါ့နော်ဒီနှစ်ယောက်ရဲ့ situation ကလေဘယ်လိုဖြစ်နေလဲဆိုတော့သူကတော့ကိုယ့်ဘက်ကစပြီးတော့လာပြီးတော့ဟိုခေါ်မှာကိုယ့်ဘက်ကစပြီးတော့စကားပြောမှာပေါ့နော်အဲ့အရာကြီးဥစောင့်နေရမျိုးရှိရဲကိုကလည်းအဲ့လိုပဲ ကိုကတော့လေစကားရေးဘာကြီးပြောချင်တာအထက်အဲ့လိုမျိုးသူ့ကိုတော့လာပြောစီချင်တယ်ကိုကတော့သွားမပြောချင်ဘူးဆိုတဲ့ပုံစံမျိုးအဲ့အားလေးကိုလည်းသွားပြီးတော့တွေ့ရတယ်။ Okay ဒါကနှစ်ယောက်ရဲ့ connection ပေါ့နော်။နှစ်ယောက်ကြားရဲ့မှာနှစ်ယောက်စလုံး option အများများပါတယ်။အဲ့တော့ဟိုအမှန်တမ်းပြောရင်တတိထားကြရမလို့။ तू ကလည်းအစကဲရကိုမရှိခင်ကတည်းကသူ့မှာ option များပြီးသားပဲပေါ့နော်။ energy ရတဲ့လောက်ပေါ့ energy ရတဲ့လောက်ကသူ့စီမှာ option များပြီးသားပဲ။ကိုကလည်း तू မရှိခင် ့ဘာသာကို option ရှိပြီးသားပဲဆိုတော့ဒီ option တွေကဒီတိုင်းပဲရှိနေဦးမှာကွဲသီးလားသူနဲ့ကိုယ်နဲ့ကြိုက်သွားရဲအခုဝေးသွားရဲဒါပေမဲ့ဒါရဲကဒီတိုင်းပဲဆက်ပြီးဖြစ်နေဦးမှာဆိုတော့ still သူ့ဘက်မှာလည်း option တွေရှိသလိုမျိုးကို့ဘက်မှာလည်း option တွေရှိရဲဆိုတော့သူလည်းသူ့ကသူတခြားဟာတွေရွေးချယ်လို့ရရဲကိုလည်းကို့ဘာသာကိုတခြားဟာတွေကိုရွေးချယ်လို့ရရဲနှစ်ယောက်က balance ဖြစ်နေရဲနောက်တစ်ခုက twin flame connection မျိုးဖြစ်ဖို့များရဲဘလို့လဲဆိုတော့ဟိုကိုကလည်းဒီ relationship ကိုစုပ်ကင်ထားခြင်းနဲ့ပြန်တွဲတွဲခြင်းနဲ့ အဲသူ့ဘက်ကလာခုံစီချင်တယ်။သူကလည်းအဲ့လိုပဲကိုယ့်ဘက်ကစကားစပြောမလားဆိုပြီးတော့စောင့်နေရမျိုးရှိရယ်။အပြန်အစဉ်ပြေခြင်းနဲ့စိတ်ရှိရယ်။ဒါပေမဲ့တွဲမလားမတွဲမလား commitment ပေးမလားမပေးမလားဆိုတော့သူကမသေးကြသေးဘူးပေါ့နော်လက်ရှိအချိန်မှာ pie 2တွေဒီ reading ကိုကြည့်နေတဲ့အချိန်မှာတော့တစ်ဖက်လိုက complicated ဖြစ်နေရယ်။ဝေခွဲမရဖြစ်နေအောင်ပဲပေါ့နော်။သူ commitment ပေးရင်ကောင်းမလားမပေးရင်ကောင်းမလားစဉ်းစားနေတော့ ืมตูแลตะชาตูมายื้อเฉยเสียไอ้ชื่อเลยมั้ยกูแลกูมาตะชายื้อเฉยเสียไอ้ชื่อนี่แหละป่ะเนาะไอ้โหปုံซันမျိုးဖြစ်เนี่ย2หยกก็สรเอ่อ move on ตินล่ะซะซ่องตินล่ะဆိုရင်เนาะ your choice นะคู่สะลงลุลุอย่าอําไหนပြောလို့ရှင်เออ Oracle Cut นี่ရေတော့ထက်ကြည့်มั้ย Oracle Cut ထက်ကြည့်ပြီးတော့มาเอ่อบาลุตินเลยสรโอ้ Cut เตียပြောရင်ပြောไม่ပြောလို့ရှင်ညီမ recommendation นี่တော့เอ่อไปကြည့်มั้ยป่ะเนาะ DeFi 2โหดิโอเคเออ Oracle Cut ทุบมั้ยเนาะไปดูด้วย straw or go straw ဟမ်အဲ့လေကိုကပြန်ပြီးတော့အဆင်ပြေချင်တာမျိုးပြန်ပြီးတော့အပြန်အဆင်ပြေနိုင်ဖို့ရှိရတဲ့အမှန်တိုင်းပြောလို့ရှိရင်ပြန်အဆင်ပြေနိုင်ဖို့ရှိရ ritual လုပ်မှရမယ် ritual မလုပ်ဘူးဆိုရင်တော့อืมနဲ့ chance နဲ့အကယ် ritual ဟို ritual လုပ်ပေးစေမြန်မာတွေ region တိုင်းကိုပေါ့နော်ဒါတစ်ခုထည့်ပြီးတော့ပြောချင်တာပေါ့ဟို reading နိုင်ကိုအမြဲ review လုပ်ဖို့မပြောဘူးတချို့လုပ်လို့ရတဲ့ connection တွေရှိလို့မလုပ်လို့မရတဲ့ connection တွေရှိရဲ့ဒီလိုမျိုး general reading တွေကြည့်ပြီးတော့ review လုပ်ချင်လို့ဆိုပြီးတော့လာပြောရတဲ့သူတွေရှိရဲ့အဲတချို့တွေညီမတဲရော့အရင်ကြည့်ခိုင်းပြီးမှ personal ပေါ့နော် personal တဲရော့အရင်ကြည့်ပြီးတော့မှ review လုပ်လို့ရမရကိုပြန်ပြီးတော့ပြောပြရအများရဲ့တချို့တွေကြလည်း energy အရင်ကောင်းနေလို့လုပ်လို့ရရဲ့လုပ်ပေးလိုက်တယ်ပေါ့နော်ဟို review ရက်တွေကအရင်မရတော့ပါဘူးတပတ်ကိုဟို ဟို sorry တလောက်ကိုဘယ်နှရက်မှအဲ့လိုမျိုးမရတော့ဘောနော်တိတ်ပြီးတော့ပုံမှန်အပ်ထားတဲ့သူတွေများတော့နောက်ပိုင်းကိုင်းရဲ့အစ်စ်လေးရတော့ ritual လုပ်ပေးချင်မှလုပ်ပေးရမယ်ဒါပေမဲ့ဟိုကိုနဲ့အမြဲလုံနေကြသူတွေဒီဖိုင်တူကြည့်ရသူတွေလည်းပါမှာပါအဲ့လိုမျိုးလူတွေကြတော့ရှောက်လုပ်ပေးရမယ်ပေါ့နော်အဲ့လိုအဲ့အဲ့တလောက်ပေါ့အဓိကဖိုင်တူကအဲအကြံပေးချင်တာပြန်အစီအမေချင်တယ်ဆိုလို့ရှင် personal reading မေးကြည့်မေးကြည့်ပြီးရောရေကျော်လို့လို့ရရဆိုရင်လို့လို့ရရအဲအကယ်၍မရဘူးဆိုလို့ရှင်တော့ဒီဇလန်ကဒီမိုင်းပြီးပြီပေါ့နော်လို့လို့မရဘူးပေါ့ ဟိုညီမမရရင်တော့မလုပ်ပြီးတော့ဘောเนาะအဲ့ဒါတခုရှိတယ်ဆိုတော့နှစ်ယောက်ကသူ option များနေရကို option များနေရအဲ့ဒါအဲ့နှစ်ခုကအခက်တွေ့နေရပေါ့เนาะပြီးတော့ချစ်လဲချစ်တယ်တင်ရောစင်လဲရှိရဒီ relationship သွားရပုံစံကိုသူကြိုက်တယ်ကိုလည်းကြိုက်တယ်ဒါမဲ့လေနှစ်ယောက်ရဲ့အဲ့လိုရင်ထဲမှာ block တွေရှိနေပေါ့เนาะတယောက်နဲ့တယောက်အဲ့လိုမပြောပြလိုက်တဲ့အရာတွေဟို နှမျောတဲ့အရာတွေလည်းရှိရဲပြီးွားရင်မပြောတော့ပါဘူးထားလိုက်ပါတော့လေပြောလိုက်သူနားလည်းမမဟုတ်ဘူးဆိုရယ် block တွေပေါ့နော်အဲ့လို block တွေအများကြီးပဲနှစ်ယောက်စလုံးထဲမှာအဲ့တော့ cut cutting ritual လို့ဟာမျိုးကတော့လုပ်ပြရမှာပေါ့နော်အဲ့ okay ခုနက Oracle ကတ်လေးထုတ်ပြီးရညီမ ritual လုပ်လို့ရရဲ့လို့ပြောရပေါ့နော်ဆိုတော့အဲ့တိုင်းပဲ Oracle ကတ်၃ကတ်လုံးမှာလည်း ritual လုပ်လို့ရရဲ့ energy မျိုးတွေ့ရတယ်ဆိုတော့ fight 2တွေကကန်တော့ကောင်းနေမှာပါရပေါ့နော်တချို့တွေဆိုလို့ရှင်လေဟိုအရန်ချစ်ပြီးတော့ အလုပ်လို့မရတဲ့လူတွေရှိရပေါ့နော်အဲ့ဖိုင်တူမားကအဲ့လိုမျိုးတွေမပါဘူး ritual လုပ်ချင်လို့လို့ရရဲ့ okay နောက်ထပ်ဘာတွေ့သေးလဲဘာ energy ရသေးလဲဆိုတော့သူနဲ့ကိုနဲ့ရရဲ့မှာလေးအဲ့လိုမျိုးမပြောပြစ်လိုက်တဲ့ရင်ထဲကအကြောင်းအရာရောအများကြီးရှိရဲ့အဲအများကြီးဟိုမှာသူလည်းပြောရှင်နေသူမျိုးကိုလည်းပြောရှင်နေတယ်ဒါပေမဲ့ ကိုဘကရောလေအဲ့လောက်ထိမဟုတ်ဘောနော်ကိုကပြောလိုက်လည်းရတယ်လို့မပြောလည်းရတယ်ပြောလိုက်ရင်လည်းရတယ်ကွာဒါပေမဲ့သူ့စိတ်ကကြတော့မပြောရှင်ဘူးโอเคမပြောရှင်ဘူးတဲ့နော်မပြောရှင်ဘူးအဲ့လိုနားလည်းမမဟုတ်ဘူးလို့သူယူဆရယ်အဲပြီးသွားတော့ပြောလဲမထူးဘူးလို့သူယူဆရယ်ပေါ့နော်အဲ့တော့ပြောမှာတော့မဟုတ်ဘူးအဲ့သူပြောရှင်တဲ့အကြောင်းအရာလေးတော့သူ့ရဲ့ရင်ထဲမှာသူ့ရဲ့စိတ်ထဲမှာတော့ရှိနေသေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့တွေ့ရတယ်ဟွန်း အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတော့တစ်ချက်ကြည့်ကင်မရာလေးလှုပ်သွားလို့ရှင် sorry ပါနော်ဟိုခုံနဲ့တခါရဲ့တွေ့ထားဆိုတော့လေဒီခုံကအဲ့လိုလှုပ်လိုက်ရင်ကင်မရာလဲလဲလှုပ်သွား Okay အဲ့တော့ဘာဆက်ဖြစ်မလဲ5 2ဘာဆက်ဖြစ်ကြမလဲ energy ကတော့လေအမှန်တမ်းပြောလို့ရှိရင်ကောင်းနေသည်လားအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အခု phi 2တွေကတော့ positive energy များနေတယ်အဲ့လိုယူဆရဲဟိုဒါ energy ကောင်းနေဆိုတာဒီ relationship က energy ကောင်းနေလို့ပြောချင်တာမဟုတ်နော် high တူရဲ့ energy ကောင်းတယ်လို့ပြောနေတာအဲ့တော့ဒီမှာလဲအဲ့လိုပဲ50 50ပဲကို့မှာက chance ကရှိရင်ရွေးချယ်လို့ရတယ် nine of pentacles option တွေကအများကြီးရှိအခုမှထပ်ပြီးရလာလိမ့်မယ် option တွေသူ့မှာလည်းထပ်ပြီးရရင်ရလာလိမ့်မယ် option တွေကလေဒါပေမဲ့နှစ်ယောက်စလုံးကဒီ relationship ကို keep လုပ်ထားအောင်မယ်အဲ့လိုရင်ထဲကတနေရရမှာပေါ့နော်ဒီ relationship လေးရှိနေရဲ့အဲ့လိုပုံစံမျိုးခံစားရတယ်။ဒါပေမဲ့သူနဲ့ပြန်တွဲပြဖို့မတွဲပြကမတွဲပြဖို့ကတော့50 50ပဲပေါ့နော်မသေးချာဘူး။ maybe တွဲဝါးရဲ့ဖိုက်တွေ့လည်းရှိလို့မတွဲရဲ့ဖိုက်တွေ့လည်းရှိလိမ့်မယ်။သေချာတော့အဆင်ပြေခြင်းလေဆိုရင် personal reason တစ်ချက်လာမေးကြည့်ပြီးတော့ ritual လုပ်ကြည့်နော်။ ်အလုပ်ရရဆိုရင်ပေါ့နော်အကယ်၍ကိုယ့်ကိုဒီတိုင်းပဲစောင့်မယ်ဆိုရင်တော့လေကိုယ်တိုင် manifestation တွေလုပ်လဲရရဲဟိုလုံးမဒါလုံးမပြန်အဆင်ပြေမယ်လို့ပြောချင်တာမဟုတ်ဘူးကိုယ်တိုင် manifestation တွေတခုမဟုတ်တခုလုံးနေလဲရရဲ spell တွေလိုက်လုပ်လဲရရဲသိလားကိုယ်ပါတော့ကိုလုံးနေလေရအဓိက manifest လုပ်ဖြစ်ဖို့ပေါ့နော်ဒီတိုင်းထိုင်နေမှာထက်စားလို့ရှိရင်တခုခုလုပ်ဖြစ်ဖို့ပေါ့ဒီ relationship အတွက် work out ဖြစ်အောင်တခုခုကိုယ့်ဘက်က effort ထည့်ဖို့လိုနေရမျိုးပေါ့နော် career ကြိုးမလုပ်ချင်ဘူးဟို သိရမလားအဆင်မပြေဘူးဒါကြီးလည်းယုံကြည်မှုရှိဆိုကိုယ်အိုင် manifest လုပ်တာမျိုးနောက်ဆုံးကွယ်ဖះရှိကိုဘီဖះမှာဆူတောင်းရင်တော့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါကတော့ဖိုက်တူးလေးတွေရဲ့ energy ပေါ့ဆိုတော့ okay ကိုယ့်ကိုစဉ်းစားပြီးတော့ပဲသုံးဖြတ်ပါဟို recommendation ကတော့ခုနပြောလိုမျိုးပဲပေါ့နော်ကိုယ့်ရဲ့ choice ပဲကိုယ်အဆင်ပြေခြင်းနဲ့ဆိုရင်လည်းအဆင်ပြေလမ်းကိုရွေးလို့ရရဲအဆင်မပြေခြင်းတော့ဘူးဆိုရင်လည်း move on လုပ်လိုက်လို့ရရဲအနေအထားတစ်ခုဖြစ်နေပြီပေါ့နော်ဖိုက်တူးရရကြတော့အဲ့တော့အဆင်ပြေရဲ့ โอเคဒါလေးကတော့ Phi 2လေးရဲ့ reading မှာ Phi 2လေးတွေအဆုံးထိကြည့်ပေးကြရဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်ဆိုတော့ Phi 2လေးတွေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်เนาะ Hello Phi 3လေးမင်္ဂလာပါရှင်ဆိုတော့ Phi 3အာဒီဗီဒီလေးကိုရေးထားသေးကြပြီဆိုရင်ဆက်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့ okay ခုံလေးရှင်နဲ့တူလာမှာ okay အဲ့တော့ pi 3လေးတွေကက်လေးအေးစစ်စစ်ဆွဲမယ် energy ကအခုက fresh ဖြစ်တယ်ကောင်းတယ်လို့တော့အဲ ထင်နေပေါ့နော်အဲ့တော့ကက်လေးတွေအေးစစ်စစ်ဆွဲမယ်ဆွဲပြီးတော့ဖိုက်သွေးလေးလည်းအေးစစ်စစ်လေးကြည့်ပေးကြပါ TV တင်အောင်အဲ့တော့မူဖွန်တင်လားစောင့်တင်လားပေါ့နော်တစ်ဖက်လို့ Okay အဲ့တော့ဖိုက်သွေးလေးတွေအဲ့ဒါရှိသွဲမယ်ပြီးသွားရင်မူဖွန်တင်လားစောင့်တင်လားဆွဲကက်လေးယူဆက်မယ်နော် Okay ဖိုက်သွေး ော်ပြီအဲ့တော့ဒါ January reading ဆိုလူတွေကတော့ကြည့်ရသူတွေကအများကြီးဖြစ်မှာပေါ့နော် energy လည်းအများကြီးပဲ so fight 3ရေ move on လုပ်ရအောင်မလို့ဘူးပေါ့နော်ပထမစကဲမှာ1 2လုံးကတော့ ကိုယ့်ရဲ့ choice ပေါ့နော်ဒါပေမဲ့ 3mm မှာတော့ remove လုပ်စရာမလိုဘူးအဆင်ပြေနိုင်တဲ့ energy မျိုးကပို့ပြီးတော့များရဲ့80 phi 3ရဲ့80ရာခိုင်နှုန်းလောက်ကလေ yes အဆင်ပြေလိုက်မယ်ကိုကလေ phi 3ဆိုလို့ရှိရင်လေအဲကန်ကောင်းတယ်လို့ကိုကိုမှတ်ယူလိုက်ပါဆိုတော့ phi 3ရေတော့များ energy ကောင်းနေတယ်ကန်နေလည်းကောင်းနေရေပေါ့နော်အဲ့တော့ phi 3လေးတွေတစ်ခုပဲ အဲ ritual လောက်တာမျိုး supplement နဲ့နှထောင်းတာမျိုးမဟုတ်ဘူးဆိုရင်ကိုယ်တိုင် manifestation လောက်တာမျိုးလုပ်ပါအဲ့ဆိုရင်ဒေချာပေါက်ပြန်လာလိမ့်မယ်တချို့ phi 3တွေမှာ လုတ်ထားရသူတွေလုတ်နေရသူတွေရှိတယ်မယ် manifestation တွေလုတ်ထားရဲ့အဲလက်ရှိလုတ်နေရเนาะအဲ့လိုလူမျိုးတွေပါလိမ့်မယ်အာဒီ page မှာ ritual update လူတွေပါလိမ့်မယ် okay အများကြီးပဲလို့တွေ့ရ phi 3မှာဟုတ်ပြီအဲ့တော့ phi 3လေးတွေကအစဉ်ပြေရသီလား move on လုပ်စရာမလိုဘူးဆက်ပြီးတော့အဲကိုယ်တိုင် manifest တွေဆက်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ကိုယ်တိုင် manifest မလုပ်ဘူး းဆိုလို့ရှင်တော့ဖြစ်ဟို chance နဲ့ပေါ့နော်အဲ့လို manifest လည်းမလုပ်ဘူး ritual လည်းလုပ်ထားမှရှိဘူးအဲ့လိုမျိုးဆိုရင်တော့ chance နဲ့ပဲမဲ့ pi 3ရေရလေအဲ့လို energy ကိုကကောင်းနေရအခုချိန်မှာဆိုတော့ကိုဘာပဲ manifest လုပ်လို့အစဉ်ပြေနိုင်နေအောင်မြင်နိုင်နေဆိုတော့ဒီလူလဲကိုလိုချင်ပြန်လာလိမ့်မယ်ကိုစီရောနော်အဲ့တော့ pi 3ကတော့ move on လုပ်စရာမလိုဘူးပြန်လာဖို့အတွက် chance ပို့ပြီးတော့များပါတယ် pi 1 2ထပ်ပေါ့နော်โอเค အဲ့ Oracle ကလေးတစ်ချက်ကြည့်မယ်။ Python မှာအများကြီးအောင်ပြောစရာမလိုဘူးနော်။အဲ့လိုကိုကလေဘယ်လိုနေရမလဲဆိုလို့ရှိရင်တခုတော့ပြောမယ်။ကိုကအဲ့လို feminine energy များအောင်နေ Okay တချို့ Pi 3တွေထဲမှာတော့လေအဲ့လိုယောက်ျားလေးတွေလည်းပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့လေ main ခလေးများမယ်လို့ထင်တယ်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းလေအဲ့လိုအရင်ပေါ့နော်ကြမ်းကြမ်းတန်းတန်းနေတချို့တွေဆိုလို့ရှိရင်ဆဲရာကြီးပါရှိရခင်းဆိုရင်လည်းပါနေလေအဲ့လိုမျိုးဆဲရာတို့အပြီးွားရင် ရှိုင်းနာရင်း behaviors တွေပေါ့เนาะပုံစံတွေကအဲ့လိုဟိုဇယိုက်ဆန်နာတို့ဘာတို့เนาะအဲ့လိုပုံစံမျိုးလေးမဟုတ်ဘဲနဲ့တတရရလေးနေပြီးတော့အေးဆေးလေးပဲအဲ့လို chill time လေးပေါ့เนาะအဲ့လိုမျိုးလေးနေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်အေးဆေးနေတဲ့တဲ့လူမျိုးတွေဆိုပို့အဆင်ပြေမယ်အထူးသဖြင့် main ကလေးကိုယ့်ရဲ့ feminine energy ရဝင်အောင်လို့နေပါ feminine energy ကအရင် powerful ဖြစ်လိမ့်မယ်ဒီ phi 3မှာအဲ့တော့ feminine energy ရဝင်အောင်နေရင် manifest လုပ်ရင် ritual အပ်ရင် ကိုလိုချင်တာအကုန်ရမယ့် energy မျိုးဖြစ်တယ်ဖိုက်3ကအဲ့ဒါလေကိုရဲ့အခုလက်ရှိ energy ပေါ့နော်ဖိုက်3ကလေကြီးရဲ့သူတွေက general ဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တော့မတူဘောနော်အဲ့ဒါတော့ directly ပြောပြလို့မရဘူးတချို့တွေရဲ့ကံကောင်းမှုက bad right ဖြစ်နိုင်တယ်ကိုရဲ့မွေးကလေးကကံကောင်းလာတဲ့လူမျိုးပေါ့เนาะအဲ့လိုမျိုးမွေးကလေးက manifest လုပ်ရင်းရတဲ့လူမျိုးအဲ့လိုမျိုးကြီးရှိရဲ့အဲအဲ့လိုမျိုးဖြစ်ဖို့များတယ်เนาะ Phi 3ရဲ့မှာအဲ့လိုလူမျိုးတွေပါဖို့များရဲ့ကွယ်အဓိကပြောချင်တာက so okay omega ကလေးတစ်ချက်ထုတ်မယ်453อืมဒါက positive ဘက်ရောက်တယ်ပေါ့เนาะ five three ရာလေးသုံးပတ်ရလို့ရှင်ဒါပေမဲ့ oracle ကလေးတစ်ချက်ကြည့်မယ်သတိထားကြရအများရှိမလားပေါ့เนาะ okay five three oracle ကလေးမှာသတိထားကြရအများရှိပါ four five three ွေအဆင်ပြေရယ်တော့ဒါမဲ့လေကိုကအခုနပြောသလိုမျိုးပဲကိုရဲ့ feminine energy ရယ်ဝင်အောင်လို့နေ feminine energy ဆိုတာလေဘာလဲဆိုတာမသိရင်อืม ဘယ်လိုပြောရမလဲအဲ့မှာ YouTube မှာ feminine energy ဆိုပြီးရိုက်ရှာကြည့်လို့ရအဲ့ဆိုလို့ရှိရင် feminine energy ဟိုနေရဲ့ main ကလေးတွေကဘယ်လို habit လေးတွေနဲ့နေတတ်တယ်ဘယ်လို personality လေးရှိတယ်ဘယ်လိုလေးဝတ်တက်စားတတ်တယ်အဲ့အဲ့လိုမျိုးနေ energy เนาะအမှလူကအပြင်ပိုင်းမှာကြာကြာရရဖြစ်နေတချို့ main ကလေးဆိုရှင်ကြာကြာရရလေးအဲ့လိုနေရဖြစ်မဲ့လေအဓိက it's all about energy energy ကစာ energy ကစပြီးတော့မှဟိုအထက်ကစပြီးတော့မှအပြင်ကိုတဖြည်းဖြည်းထွက်လာမျိုးပေါ့အပြင်ကတော့သွားမစားနဲ့ဥမာကိုကစိတ်က နည်းနည်းအဲ့လိုယောက်ျားဆန်နေပန်းနည်းနည်းရောက်ပြီးတော့ဟိုအခေါင်းဝင်းလေးစကတ်တေးအဲ့လိုမျိုးတွေဝတ်တဲ့ပုံစံမျိုးထက်ရှင်ပြောပြရနော်အဲ့လိုမလုပ်ရအောင်လို့မပြောရှင်ပြောပြအဲ့လိုထဲစိတ်ထဲမှာ soft ဖြစ်ဖြစ်ဟိုနေ့စဉ်လုံနေကြအလုပ်လေးတွေအဲ့လိုနည်းနည်းလေးဖြည်းဖြည်းလေးအရင်လုပ်ပေါ့နော်ဥပမာဟိုဇူး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 လုပ်တာမျိုးမလုပ်ဘဲနဲ့အဲ့ဥပမာထားလိုက်ပါတော့နော်ကိုယ်တိုင်းနဲ့ရှင်ပြောမယ်ဆိုအဲ့လိုကတ်တွေကိုဆွဲရတဲ့အချိန်မှာလဲဟို သိရမလားအရန်ဆွဲရမျိုးမဟုတ်ဘဲနဲ့ဟို feminine energy လေးနဲ့ wave လေးနဲ့သိရမလား all slow လေးနဲ့ကို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 ပေါ့နော်ကိုရဲ့ direction လေးနဲ့ကိုအေးစစ်စစ်လေးဟို energy လေးဝင်ပြီးဆိုရဲအဲ့ဟာပို့ပြီးအဆင်ပြေ feminine energy ဆိုအဲ့လိုမျိုးပေါ့နော် wavy ဖြစ်တယ်ဟို မြင်တောင်ပြောလို့ရှိရင် masculine energy နဲ့ feminine energy နှစ်မျိုးရှိတယ် masculine ဆိုတာရေကွက်မှာဆိုရင်ရေကွက်ဖန်ကွက်အဲ့ခွက်က masculine energy သူကအဲ့လိုတိကျရဲ solid ဖြစ်တယ်အထက်ကရေကကြောင် wavy ဖြစ်တယ်ပေါ့နော်အဲ့လို wave သူကသူ့ရဲ့လှိုင်းလေးနဲ့သူ့ရဲ့ vibration လေးနဲ့သွားနေအဲ့ feminine energy ကခြုံပြောရင်အဲ့လို ဟို soft ဖြစ်တယ်ဆိုတာအမြဲငိုပြီးတော့တည်မလားအဲ့လို crying baby ဖြစ်နေရမျိုးပေါ့ပုံမှန်လေးအေးအေးဆေးဆေးလေးပဲအဲပြောချင်တာလေးကိုပြောသွားတယ်ဖြစ်ချင်တာလေးကိုလှုပ်သွားတယ်အဲ့လို तू က तू အေးအေးဆေးဆေးလေးပဲလှုပ်ရှားရှည်ရလှုပ်သွားတဲ့ပုံစံမျိုးအဲ့လို vibe မျိုးနဲ့နေမယ်ဆိုလို့ရှိရင် phi 3ရဲ့မှာအခုကြည့်နေရောက်ကြလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်အရန်အရန်အစဉ်ပြေလိုက်မယ်ကိုက ကိုကိုကိုလည်း self care လုပ်ပေါ့နော်ဥမာဟင်းချက်မလားသိရမလားမင်းကလေးဆိုလို့ရှိရင်အဲ့လို bake လုပ်ရတယ်ကြိုက်တယ်ဆိုလို့ရှိရင်ဟင်းချက်ရတယ်ကြိုက်တယ်ဆိုပြီးတော့ခြီထိုးရတယ်ကြိုက်တယ်ဆိုအဲ့လိုမျိုး habits လေးတွေကလည်းအဲ့ဟာဟို feminine energy ပဲပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ဆိုတော့ရှာကြည့်လိုက်ကွယ်အများကြီးပဲအဲ့အားတော့ ဟုတ်ပြီအဲ့ကိုယ့်ရဲ့ spirit ပေါ့နော်အတိကအထဲပေါ့ကိုယ့်ရဲ့ spirit ကိုယ့်ရဲ့အဲ့လို soul ရောကိုယ့်ရဲ့ body ရောကအဲ့လိုကိုယ်လိုချင်တဲ့ energy အတိုင်းလေးပဲသွားတယ်ဖြစ်တင်တာနဲ့ဖြစ်ချင်တာလေအဲ့လိုထပ်တူကြရဲကိုယ်ကလည်းအဲ့ energy ကိုသွားပြီးတော့ match ဖြစ်သွားတဲ့အချိန်မှာကိုယ်လိုချင်တဲ့ဟာကြီးကို ကိုပြောရဲ့အရာအားလုံးအားလုံးအားလုံးကို universe ကကြားလိမ့်မယ်ဆိုတော့ negative တော့သွားပြီးမတွေးနဲ့ပေါ့နော် positive ပြင်းများတွေးအားလုံးအားလုံး universe ကကြားပြီးရောကိုတကယ်လိုအပ်တဲ့ဟာတကယ်လိုချင်တဲ့ကိုတကယ် desire အပြည့်နဲ့တောင်းတဲ့ဟာ universe ကပြန်ပြီးပေးလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးရရှိရဆိုတော့ pi 3ရေလေ energy အရန်ကောင်းတယ်အခုကြည့်နေတဲ့အချိန်ပေါ့နော်ကြည့်နေတဲ့အချိန်မှာ energy အရန်ကောင်းတယ်နော် okay အဲ့တော့ pi 3လေးတွေဘာဆက်လုပ်မလဲဘာဆက်ဖြစ်မလဲဆိုအကက်လေးကိုလေညီမစိတ်ဝင်စားလို့တစ်ချက်စွဲမယ်ပေါ့နော်အဲ့တော့ ဒီမှာတော့ Phi 3ရဲ့တစ်ဖက်လူကပြန်လာမှာ move on လုပ်စရာတော့မလိုဘူးကိုယ့်ရဲ့ energy ရဲ့ဝင်အောင်နေရပြီပေါ့နော် Okay yes ပြန်လာလိမ့်မယ်ပြန်လာတဲ့အချိန်မှာလည်းလေအဲ့လိုမျိုးကိုယ့်ကိုပေါ့နော်ကိုလိုချင်တဲ့ပုံစံနဲ့ကိုယ်လာတောင်းပန်တာမျိုးကိုယ်လာပြီးခေါ်တာမျိုးเนาะအဲ့လိုမျိုးကိုလိုချင်တဲ့ပုံစံနဲ့လာလိမ့်မယ်အဲ့ဒါကိုလည်း manifest လုပ်လို့ရတယ် ဒါမဲ့ဟိုအမှန်တမ်းပြောလို့ရှိရင်တော့လူကို manifest လုပ်တာအတော့အရင် recommend တော့မပေးဘူးပေါ့နော်လူကို manifest လုပ်တာထက်လေး individual လုပ်တာ supplement အဲ့ဒါတွေကပို့ပြီးကောင်းတယ် manifestation အဲ့လိုတစ်ချက်မှားသွားပြီဆိုရင်တော့နည်းနည်းတော့ဒုက္ခရောက်နိုင်တယ်ပေါ့နော်ဆိုတော့ ူနဲ့ကိုနဲ့ရလေအဲ့လိုမျိုးနှစ်ယောက်ကအရင်အဆင်ပြေဒါပေမဲ့သူကိုလုပေးရဟာအပေါ်မှာလူတွေကအမြင်ကက်တာကြီးပါရှင်ရှိလိမ့်မယ်ဥမာဟိုဝယ်ပေးရမျိုး provide လုပ်ပေးရမျိုးဒါမှမဟုတ်မုတ်တွေဝယ်ကြရမျိုးဒါမှမဟုတ်အရန်ခရူးဆိုင်တာအရန်စကားနားထောင်ပြရမျိုးအဲ့လိုမျိုးလေးဆိုရင်လူတွေကကိုမနာလိုတော့ဖြစ်လောက်တဲ့အထိပြန်လာလို့ရှင်သူအဲ့လောက်ထိကို princess treatment နဲ့ပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့အဆင်ပြေလားဆိုရင် yes တော်တော်လေးအဆင်ပြေရယ်ကောင်းတယ်ပေါ့နော် energy ကောင်းတယ် ဒါပေမဲ့အာတယောက်နဲ့တယောက်လေးအဲ့လိုညှိဖို့လိုရင်ညှိစရာရောအများကြီးလွဲလို့တွေ့ရအတိုင်းမဲ့အဲ့တွဲလို့ရှင်သူ့ကသူဖြစ်သွားလိမ့်မယ်ပေါ့နော်အရင်ကြီးရောစဉ်းစားထားစရာမလိုဘူးအာအဓိကစဉ်းစားမှာကကိုဘယ်လိုမျိုး respond မလဲပေါ့နော်အဲ့ဒါပဲအဓိကစဉ်းစားရမှာပြီးကိုရဲ့ energy ရဲ့ကိုကိုဝင်နေအောင်ဘယ်လိုနေမလဲပေါ့အဲ့ဒါလေးကိုအဓိကစဉ်းစားရပါပြီဆိုတော့ကောင်းတော့ကောင်းတယ်သိလား energy ကလေးပြန်လဲလာလိမ့်မယ်မူဖုန်လုတ်စရာလည်းမလိုဘူးပေါ့နော်အမှန်ဆိုရင် phi 1 2မှာတော့မူဖုန် လုပ်လဲရရဲမလုပ်လဲရရဲ fight 2 oh sorry fight 3ကတော့ move on မလုပ်လဲရရဲသဘောပေါ့เนาะအဲ့လိုပုံစံမျိုးတွေဖြစ်နေပြန်လာမှာရှိနေရဲ့ပေါ့ okay အဲ့တော့ဒါလေးကတော့ fight 3လေးရဲ့ reading မှာ fight 3လေးလေးစုံလိုက်ကြည့်ပေးကြရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ now အပတ် reading မှာပြန်ပြီးတော့တွေ့ကြမယ်เนาะ